လွန်ခဲ့တဲ့နှစ်ပေါင်း1600ကျော်ကပါကမ္ဘာအကြီးဆုံးပညာရပ်ဗဟုချက်ဖြစ်တဲ့အလက်ဇန်ဒရီယာမြို့မှာပေါ့မြို့ပြရဲ့လမ်းတွေပေါ်မှာ အသိပညာရှင် အတတ်ပညာရှင်တွေနဲ့ပြည်နေပါတယ်ဒါပေမဲ့ဒီလူတွေအားလုံးထဲမှာမှ အထင်ရှားဆုံးပုဂ္ဂိုလ်တစ်ဦးရှိပါတယ်သူကအမျိုးသမီးတစ်ဦးပါကနန်းတင်ချာနတ်ခတ်ဗေဒဒသနာပညာကိုပေါင်းစပ်ပြီးအလင်းရောင်ပေးခဲ့တဲ့သူပါ သူ့နာမည်က Hyperdia Hyperdia ဟာ သူမရဲ့ဉာဏ်ပညာနဲ့အမှန်တရားကိုရှာဖွေလူစိတ်ကြောင့်ချစ်ခင်လေးစားခြင်းခံခဲ့ရတယ်။ဒါပေမဲ့အဲ့ဒီအသိပညာကပဲသူမရဲ့ယန္တူဖြစ်လာခဲ့ပါတယ်။ဒီနေ့မှာကျွန်တော်တို့ဟာခိရဲ့အလင်းရောင်နဲ့အရိတ်အောက်မှာပိတ်မိနေတဲ့ရဲရင်နဲ့အတွေးခေါ်သမားတို့ရဲ့ကြည်ကွဲပွေဘဝဇာတ်ကြောင်းကို နားဆင်ကြရမှာပါ။ ူကိုအသိပညာရဲ့တမီးတော် The Daughter of Knowledge လို့တင်စားခေါ်ခဲ့ကြပါတယ်။ Hyperdia ဟာတမန်အမျိုးသမီးတူဦးမဟုတ်ခဲ့ပါဘူး။သူမရဲ့ဖခင်ကနာမည်ကြီးကနန်းတင်ချာပညာရှင်တီယွန်ပါ။ဖခင်စီကနေယုံကြည်မှုတွေကိုမေခွန်းထုတ်ဖို့အမြဲတမ်းစူးစမ်းဖို့တင်ကြားခဲ့ရပါတယ်။သူမရဲ့စာသင်ခန်းဟာဘလောက်တောင် လူစီသလဲဆိုရင်ကဘာအရရက်ကလူတွေဟာ သူမရဲ့နီးပြမှုကိုခံယူဖို့အလက်ဇန်ဒရီယာကိုလာရောက်ကြရပါတယ်။သူ့ရဲ့နာမည်တော်အဆိုမိတ်တစ်ခုရှိပါတယ်။လူအများရဲ့အယူအဆတွေကို လက်ခံလိုက်ခြင်းထက်အတွေးခေါ်ဆိုတာအမှန်တရားအတွက်ဉာဏ်ပညာရှိတဲ့ရွေးချယ်မှုကိုကိုယ်တိုင် ပြုလုပ်ရတဲ့တတ္တိပဲတဲ့။ဟိုက်ပါတီးယားဟာနီယိုပလီတိုနီဇင်ပလီတိုဒသနာတစ်ကိုသင်ကြားပေးခဲ့ပါတယ်။ဒီဒသနာရဲ့အတိတ်ဘယ်က အမှန်တရားကို ဆုံးဖြတ်ဖို့ဘာသာရေးအယူဝါဒတွေနဲ့ဒန္တာကြီးတွေကိုပဲအာမကူပဲကိုပိုင်ကျိုးချောင်းစင်ကြင်မှု reason ကိုအသုံးပြုရမယ်ဆိုတဲ့အတွေးခေါ်ပါဒီမှာက mess ကိုနတ်ဖျားတွေဖန်ဆင်းထားတဲ့ကဘာကြီးရဲ့ဘာသာစကားလို့မြင်ခဲ့ပါတယ်ဒီလိုအတွေးခေါ်မျိုးဟာအယူဝါဒတွေကြီးစိုးလာတဲ့ခေတ်မှာဘလောက်တောင်ရဲရင်ခဲ့တယ်လဲဆိုတာစဉ်းစားကြည့်ပါဒါကြောင့်သူ့ကိုလမ်းစုံလမ်းကွာကလမ်းညွန်ကျဲ the north star in the crossroads လို့လည်းတင်စားခေါ်ကြပါတယ်။ hyperdia ရဲ့ခေတ်ဟာ အပြောင်းလဲကာလပါ။ရှေးဟောင်းဂရိရောမယဉ်ကျေးမှုကနေခရစ်ယာန်ဘာသာစတင်ကြီးစိုးလာတဲ့ကာလပေါ့။ alexandria ဟာပညာရေးမြို့တော်ဖြစ်ပေမဲ့ဘာသာရေးအဖွဲ့အစည်းတွေရဲ့အာဏာအားပြိုင်မှုနဲ့ပြည်နေပါတယ်။ hyperdia ကဘာသာရေးဘက်မလိုက်ပဲကြားနေခဲ့တဲ့တူဦးတီသောပုံကူလိုဖြစ်နေခဲ့ပါတယ်။ ဒါကြောင့်မြို့တော်ဝင် Oratus အပါဝင်အစိုးရအရာရှိတွေကသူမကိုယုံကြည်စိတ်ချပြီးနိုင်ငံရေးအကြံဉာဏ်တွေတောင်းခံခဲ့ကြပါတယ်။သူ့ရဲ့နာမည်ကျော်အစိုးမိတ်တစ်ခုရှိပါတယ်။ပုံမြင်တွေကိုပုံမြင်ဖြစ်တင်ကြပေးပါ။အမှန်တရားကိုအမှန်တရားဖြစ်တင်ကြပေးပါ။ပုံမြင်တွေကို အမှန်တရားဖြစ်တင်ကြပေးရင်အမားကိုနာကျင်စွာလက်ခံမဲ့သူတွေကိုရရှိလိမ့်မယ်လို့ပြောခဲ့ပူပါတယ်။သူမက reason ကျိုးချောင်းဆင်ခြင်မှုနဲ့ယုတ်တိ logic ကိုသာအားကိုးဖို့အမြဲတိုက်တွန်းခဲ့ပါတယ်။သူမဟာအာနာပိုင်တွေကိုစစ်မှန်တဲ့အသိပညာနဲ့ဆုံးဖြတ်ချက်ချဖို့တိုက်တွန်းနေတာဟာအမြင်မှားတွေနဲ့စိတ်ခံစားမှုအစွန်းရောက်မှုတွေကိုအားကိုးခြင်းနဲ့ဘာသာရေးအုပ်စုတစုအတွက်တော့မျက်ခုံးလှုပ်ရှားဖြစ်လာခဲ့ပါတယ်။သူမရဲ့ဈာနေမှုဟာဈာဝင်နှောက်ရှက်မှုလို့သတ်မှတ်ခံခဲ့ရပါတယ်။ ဘုန်းတော်ကြီးခရိုင်ရဲ့မြို့တော်ဝင် oral test တို့ကြားကပဋိပက္ခကပြင်းထန်လာခဲ့ပါတယ်။ Hyperia ဟာမြို့တော်ဝင်ရဲ့ဘက်တော်သားလို့မှားယွင်းစွာဆွဆွဲခံရတယ်။သူမကိုမှော်เสียမှဖះကိုမယုံကြည်သူလို့ကောလာဟာလာတွေလွှင့်ခဲ့ကြတယ်။သူမရဲ့ဉာဏ်ပညာဟာအန္တရာယ်ရှိတဲ့မှော်ပညာလို့မြင်လာကြတယ်။ Hyperia ကိုစန့်ကျင်သူများရဲ့စိတ်ခံစားမှုကဘယ်လိုရှိသလဲဆိုတော့ဒီအမျိုးသမီးဟာကျွန်တော်တို့ရဲ့ယုံကြည်ချက်တွေကိုဖျက်ဆီးနေတယ် ဖျားသခင်ရဲ့အမှန်တရားကိုသူမရဲ့ကနန်းတင်ချာနဲ့စိန်ခေါ်နေတယ်ဆိုတော့စိတ်ခံစားမှုအခြေခံဝါဒဖြန့်မှုတွေဟာလူထုကြားမှာမီးလို့ပြန့်နှံ့ခဲ့ပါတယ်။အဆုံးသတ်မှာတော့415ခုနှစ်ရဲ့ကြည်ကွဲဝယ်နေ့တနေ့မှာဟိုက်ပါတီးယားဟာလမ်းမပေါ်မှာအဆုံးရောက်လူအုပ်စုတစ်ခုရဲ့ရက်ဆက်စွာတိုက်ခိုက်ခြင်းကိုခံခဲ့ရပါတော့တယ်။သူမဟာတိတ်ပန်တဲ့ဒသနာပညာရဲ့အမြင်နဲ့ အာဇာနည်တဦးဖြစ်ခဲ့ရပါတယ်။သူမရဲ့တည်ဆုံးမှုဟာ အလက်ဇန်ဒရီယာမြို့ရဲ့ပညာရေးခေတ်ကြီးတစ်ခုရဲ့အဆုံးသတ်ကို အမှတ်အသားပြုလိုက်တယ်လို့ပါပဲ။ reason ကျူးကျောင်းဆင်ခြင်မှုကိုကိုးစားပြုတဲ့မီးအိမ်ဟာမှောင်မိုက်တဲ့ခေတ်ကာလထဲမှာငြိမ့်သက်ခံလိုက်ရပါပြီ။ဒီနေ့ခေတ်မှာ hyperdia က အမျိုးသမီးသိပ္ပံပညာရှင်များနဲ့လွတ်လပ်စွာ တွေးခေါ်သူများရဲ့သင်္ကေတတစ်ခုအဖြစ်ယက်တည်နေပါတယ်။သူမရဲ့ဘဝကနေကျွန်တော်တို့ဘာတွေသင်ယူနိုင်မလဲ။ဟိုက်ပါတီးယားရဲ့နောက်ဆုံးနဲ့အရေးကြီးဆုံးသင်ခန်းစာကအစွန်းရောက်ယုံကြည်မှုတွေနဲ့စိတ်ခံစားမှုအခြေခံတုံ့ပြန်မှုတွေကြီးစိုးလာတဲ့အခါကျွန်တော်တို့ရဲ့ပထမဆုံးပြစ်မှတ်ဟာကြိုးចောင်းဆင်ခြင်မှု reason ကိုကိုးစားပြုတဲ့လူတွေကိုဥတီလာတတ်တယ်လို့ဆိုပါတယ် ကျွန်တော်တို့ဒီကနေ့ခေတ်မှာလဲ fake news တွေအစွန်းရောက်တဲ့အမြင်တွေကြားမှာနေထိုင်နေရပါတယ်။ Hibernia ရဲ့ကြေကွဲပွဲဇာတ်လမ်းကို နားဆင်ပြီးတဲ့အခါမှာကျွန်တော်တို့ကိုမေးခွန်းတစ်ခုမေးနေပါတယ်။တင့်ရဲ့ယုံကြည်ချက်တွေကို reason နဲ့ logic ကို အသုံးပြုပြီးကာကွယ်ဖို့တင်ရဲရဲဝုံဝုံယက်တီနိုင်ပါမလားဆိုတာပါ။နားဆင်သူမိတ်ဆွေများခင်ဗျာကျွန်တော်ရဲ့ podcast လေးကိုဒီမှာပဲရန်နာလိုက်ပါမယ်ခင်ဗျာ။ တွေးတောစရာတခုခုကြံခဲ့မယ်လို့မျှော်လင့်ပါတယ်။နားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။